မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာမိသားစုဌာနရဲ့ညွှန်ကြားရေးမှူးရွှေဝနဲ့ဇနီးဗိုလ်ကြီးတုပ်ရဲ့ဇနီးဖြစ်သူဒေါ်ယူယူခိုင်အပါဝင်စစ်ကောင်စီလက်အောက်ခံစစ်ဘက်ရဲဘက်နဲ့ပြူစောတိစုစုပေါင်း6ဦးကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မိုးလွဲ2နာရီအချိန်က ဒေသတော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့အောင်ဆန်းစလန်နမ်ဘောက်ကရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်262မှာရှောင်းတခင်ဖန်းစီဆစ်စေးရာမိသက်ဦးစီးဌာနရဲ့ညွှန်မှုရွှေဘားနဲ့ဇနီးဖြစ်သူဒေါခင်ရွှေရွှေတို့ကိုဖန်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မိသက်ဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးရွှေဘားရဲ့လက်ကင်ဖုန်းကိုဆက်ဆဲကြည့်ရမှာ PDF များရဲ့စီရေးလှုပ်ဆောင်ချက်များကိုတင်ပြအတိအကျသတင်းပေးပြီးတော့စခန်းကိုဝင်စီးခိုင်းခြင်း PDF နဲ့တော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုစုံစမ်း၌ယူပြီးတော့စစ်ကောင်စီထံကိုတင်ပြခြင်း လက်စားချင်းတွေကိုလှုပ်ဆောင်ခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။မိဆက်ဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးရွှေဘာဟာပြည်ထောင်ဝင်ကြီးဌာနလက်အောက်ကဝန်ထမ်းပီသစွာနဲ့ပြည်သူနဲ့မပူးပေါင်းပဲတော်လှန်ရေးကိုအမျိုးမျိုးဒုက္ခပေးနေမှုတွေကိုစစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက်ဖမ်းဆီးခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။အလားတူပဲ2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်262ပတ်ဝန်းကျင်မှာစစ်ကောင်စီရဲ့ထောက်ပို့တပ်ကတက်ကြတအူပြူစောတိတအူကပါဆာကစစ်သားတအူနဲ့ ်ဗိုလ်ကြီးတဦးရဲ့ဇနီးဖြစ်သူဒေါ်ယွယွခိုင်တို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးရရှိတဲ့သူတွေအားလုံးကိုတပ်ဆိုင်ရာပကဖအဖွဲ့ထံကိုလက်လွဲပြီးတော့အနှံထားပါတယ်လို့အောက်ဆန်စလန်နတ်မောက်ကတာဝန်ခံဘာမထီကပြောဆိုထားပါတယ်အောက်ဆန်စလန်နတ်မောက်အနေနဲ့တော်လရေးအတွက်စစ်အာဏာရှင်စန့်ကျင်ရေးလုပ်ငန်းစဉ်များကိုအရှိန်ဟုန်တုံးပြန်ပြီးတော့လှုပ်ဆောင်ရရှိတယ်လို့တာဝန်ခံဘာမထီကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စက္ကန်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်ကို စစ်ကောင်စီကလေးချောင်းကနေပို့ဆောင်ခဲ့တဲ့စစ်သားများတက်ဆွဲထားတဲ့တောင်စောက်ရွာမှာရှိတဲ့တရုတ်သဘာဝဓာတ်ငွေပိုက်လိုင်းဆက်ယုံနဲ့အမြောက်တပ်စခန်းကိုအရခတက်တော် AA ကတိုက်ခိုက်သိမ်းယူလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမ်းမြို့နယ်မင်းမှုမြို့ချားမှာရှိတဲ့တောင်စောက်ရွာကအဲ့ဒီစခန်းတစ်ခုကို AA ကဒီဇင်ဘာလ22ရက်နေ့ကနေစတင်ပြီးတော့တိုက်ခိုက်ခဲ့ပြီးရဲတပ်တစ်ပတ်နှစ်ပတ်ခန့်အကြာဇန်နဝါရီလ9ရက်နေ့မှာတိမ်းယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ရခိုင်စစ်ရေးသတင်းအရေးမြစ်ကပြောပြထားပါဗျ။စခန်းကအရန်မကြည့်ပေမဲ့ AA ကသတိထားပြီးတော့တိုက်ခိုက်ရတယ်။ အေအေကတရုတ်စီမံကိန်းကိုမထိအောင်လို့ထိမ်းပြီးတော့စည်ရေးဖော်ဆောင်ခဲ့တာစစ်တပ်ကတရုတ်ပိုက်လိုင်းကိုအကာအကွယ်ယူထားတာဒါကိုတရုတ်သိဖို့လိုတယ်လို့ရခိုင်စည်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်အေအေဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါကိုဒီဇင်ဘာလ20ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့အန်တမျိုးလုံးကိုထိန်းချုပ်လိုက်ကြောင်းကြေညာခဲ့ပါတယ်စစ်ကောင်စီကမကွေးတိုင်းဘက်ကနေပြီးတော့တပ်ဖွဲ့ဝင်အများအပြားကိုလေကြောင်းကနေပို့ဆောင်ပေးခဲ့ပြီးတော့တောင်စောက်ရွာအပါဝင်တရုတ်ပိုက်လိုင်းတစ်လျှောက်ကိုအကာအကွယ်ယူပြီးနဘာခါကိုပြန်လည်တိုက်ခိုက်ရန်စီစဉ်ခဲ့တယ်လို့သိရပါတယ်ဒါကြောင့် A ကဆက်လက်ပြီးတော့ထိုးစစ်ဆင်တက်ခတ်ခဲ့ပြီးအရေးကြီးတဲ့စခန်းများကိုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း A နဲ့နီးစပ်တဲ့တော်လိုင်းရေးတပ်ဖွဲ့ကရဲဘော်တအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်။သို့တော်လည်းစခန်းတိုက်တိုက်ပွဲသတင်းကို A A ကဇန်နဝါရီလ6ရက်နေ့အထိမထုတ်ပြန်သေးဘူးလို့သိရပါတယ်။တောင်စောက်တောင်ရွာမှာရှိတဲ့တရုတ်သဘာဝဓာတ်ငွေပိုင်လိုင်းဆက်ယုံအတွင်းဆက်ယုံဝန်ထမ်းတချို့အပြင်တရုတ်နိုင်ငံသားတချို့ကိုလည်းတွေ့ရှိခဲ့ရကြောင်း CIA သတင်းအရေးမြစ်ကပြောပါတယ်။ A A ဟာနဘာခကိုတိုက်ခတ်သိမ်းပိုက်တဲ့တိုက်ပွဲမှာနဘာခဒုတိယတိုင်းမူဘုံမှုချုပ်တောင်းထုံးနဲ့ တိုင်းဦးစီးချုပ်ဘုံမူးချုပ်ကြော်ကြော်တန်းတို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဒါအပြင် AA က၎င်းတို့ထိန်းချုပ်ထားတဲ့အရခဒေတာအတွဲမှာယင်းဤမြောက်နံမှုများကိုဖိတ်ခေါ်ပြီးယင်းဤမြောက်နံမှုစီမံကိန်းများယင်းဤမြောက်နံသူများရဲ့အသက်အန္တရာယ်ကို AA ကအထူးဂရုစိုက်ပြီးတော့ကာကွယ်စောင့်ရှောက်သွားမယ်လို့ဒီဇင်ဘာလ29ရက်နေ့မှာထုတ်ပြန်ကြမှာဖော်ပြထားပါတယ်နဘာခါနဲ့အမ်းမြုတ်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမကွေးတိုင်းဘက်မှာရှိတဲ့ငဖဲဗရန်မင်းမှုမြို့နယ်များကိုရောက်ရှိလာပြီးတော့အေအေရဲ့မဟာမိတ်တော်လိုင်းတပ်ဖွဲ့များနဲ့ ် PDF များကလိုက်လံဖမ်းဆီးရှင်းလင်းနေတယ်လို့သိရပါဗျ။ဇန်နဝါရီလ၄ရက်နဲ့၅ရက်နေ့ကတောင်စောက်ကျေးရွာအပါအဝင်အမ်းမြုံနယ်ဘက်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးကိုလက်နက်ခဲယမ်းများနဲ့အတူထပ်မံဖမ်းဆီးရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်အရှုံနယ်လူလူတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကထုတ်ပြန်ထားပါဗျ။ယခုအခါမှာ AA ကအရခပြည်နယ်မှာမြို့နယ်ပေါင်း14မြို့နယ်ကိုတိမ့်ပိုက်ထားပြီးတော့စစ်တွေးကြောက်ဖြူနဲ့မန်အောင်မြို့နယ်၃မြို့နယ်သာတိမ့်ပိုက်ရန်ကြံရှိတော့ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာရှိတဲ့ဒက္ခိဏသီရိဇေယသီရိဥတ္တရသီရိပုပ္ပသီရိအပါဝင်မြို့နယ်များအားလုံးကိုအလဲအကျမိပေးထားတော်လဲအကျံဖတ်စစ်ကောင်းဆောင်ဟောင်းတန်းရွှေလက်ရှိအကျံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်တမရဟောင်းတိမ့်စိန်အပါဝင် 6လုံးတန်းဘိုးချုပ်ကြီးများရဲ့အိမ်များနဲ့ဇေယသီရိမှရှိတဲ့စစ်ရုံးတို့ကိုအရေးပေါ်တီးခြားမီးလိုက်နဲ့24နာရီမီးပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့ကစတင်ပြီးတော့နေပြည်တော်မှရှိတဲ့ဒက္ခိဏသီရိ၊ဇေယသီရိ၊ဥတ္တရသီရိ၊ပုဗ္ဗသီရိပြင်းမနာတက်ကုန်းလေဝဲမြို့နယ်များမှာလည်းအချိန်ကျနဲ့အလဲကျမီးပေးလျက်ရှိပြီးတော့ဝင်းဒီဌာနရုံများဝန်ထမ်းအင်အားများမှာလည်းအလဲကျမီးပေးစနစ်ထဲမှာအကျုံးဝင်နေတယ်လို့သိရပါဗါဒါပေမဲ့ရခိုင်ကစစ်ကောင်းဆောင်တန်းရွှေ ယခုစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ပမရာဟောင်းတင်းစိန်တို့နေထိုင်တဲ့၆လုံးတဲ့အိမ်ယာနဲ့ဇေယသီရိမှာရှိတဲ့ကာကွယ်ဦးစီးချုပ်ယုံစစ်ယုံကိုတော့အရေးပေါ်တီးခြားမီးလိုက်နဲ့24နိုင်မီးပေးထားတယ်လို့သိရပါဗျ။၆လုံးတဲ့စစ်ယုံကတော့တီးခြားမီးလိုက်ဖြစ်ပါတယ်။အဲ့ဒီနေရာတွေမှာလက်ရှိမီးလိုက်အပြင်အရင်မီးလိုက်တွေလည်းချိတ်ဆက်ထားတာမဟုတ်လို့အဲ့ဒီနေရာတွေကတော့မီးမပြတ်ပါဘူး။အရင်ကလည်းမပြတ်ခဲ့ပါဘူး။အခုလည်းမပြတ်ပါဘူး။ ကျန်တဲ့ဌာနဆိုင်ရာရုံးတွေဝန်ထမ်းအင်အားတွေကတော့ပုံမှန်မီးလိုက်မှာပဲပါလို့ပြတ်တောက်မှုတွေရှိပါတယ်မီးဖြတ်တာကတော့တပ်ဆိုင်ရာမြို့နယ်ရုံးတွေရဲ့အစီအမံနဲ့ဖြတ်တာမဟုတ်လို့အသေးစိတ်တော့မသိရပါဘူးဝင်းချင်းအားမျှပြီးတော့တပ်ဆိုင်ရာမြို့နယ်ခရိုင်တွေကိုစီစဉ်ပေးနေတာဖြစ်ပါလိမ့်မယ်လို့နေပြည်တော်တပ်တွင်းသတင်းအရေးမြစ်ကရှင်းပြထားပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရနေပြည်တော်မှာအများပြည်သူများကိုတရက်ကိုပြန်မြ16နာရီမီးပေးပြီး7နာရီမီးဖြတ်တဲ့စနစ်ဖြစ်၎င်း ဝန်ထမ်းအင်အားများကိုတရက်ကိုပြန်ပြဆက်ရှစ်နိုင်မီပေးပြီး၄နိုင်မီဖြတ်တဲ့စနစ်နဲ့၎င်းအလဲကြမီပေးလျက်ရှိတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းမှာတော့အုပ်စု၃စုခွဲပြီးတော့၄နိုင်မီပေးပြီး၈နိုင်မီဖြတ်တဲ့စနစ်နဲ့၎င်းမန္တလေးတိုင်းမှာတော့အုပ်စု၄စုခွဲပြီးတော့၃နိုင်မီပေးပြီး၉နိုင်မီဖြတ်တဲ့ပုံစံတက်လေးနိုင်မီပေးပြီးဆက်နံနိုင်မီဖြတ်တဲ့ပုံစံနှစ်နဲ့၎င်းကျန်တဲ့တိုင်းနဲ့ပြည်နယ်များအားလုံးကိုအုပ်စုများခွဲပြီးတော့တအုပ်စုကို6နိုင်အလှဲ့ကြအစီအစဉ်နဲ့ ဓာတ်အားပေးနေကြောင်းစစ်ကောင်စီကပြောဆိုထားပါတယ်။တနိုင်ငံလုံးလိုအပ်ချက်ရဲ့30ရာခိုင်နှုန်းကိုသာဓာတ်အားထုတ်လုပ်နိုင်ပြီးတော့ရရှိတဲ့ဓာတ်အားတွေကိုလည်းရန်ကုန်တိုင်းကို48ရာခိုင်နှုန်း၊မန္တလေးကို18ရာခိုင်နှုန်း၊ကျန်တဲ့တိုင်းနဲ့ပြည်နယ်များအားလုံးအတွက်35ရာခိုင်နှုန်းအချိုးအစားနဲ့ဖြန့်ဝေနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာတရက်ကို60မီရရှိမှု၄နိုင်အောက်သာရရှိနေတဲ့အချိန်မှာမနေ့ကစပြီးတော့ဂျိုးပြူရေတွေပါလုံးဝပြတ်တောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ6ရက်နေ့မိုးလယ်တနအီကစတင်ပြီးတော့မြို့နယ်များအလုံးမှာဂျိုးပြူရေများပြတ်တောက်သွားခြင်းဖြစ်ပြီးတော့စစ်ကောင်စီကဂျိုးပြူပိုက်လိုင်းပြည်ပြန်ရှိတဲ့အတွက်ဂျိုးပြူရေကိုဖြတ်တောက်လိုက်ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဇန်နဝါရီလ6ရက်နေ့ကနေပြီးတော့ဇန်နဝါရီလ8ရက်နေ့ညနေပိုင်းအထိဂျိုးပြူရေပြတ်တောက်နေမယ်လို့ ရန်ကုန်စီမင်းကအတိပေးလာကြောင်းရန်ကုန်မြို့ကတချို့ကပြောပြထားပါတယ်မနေ့ကမွန်လွဲပိုင်းလောက်ကစပြီးတော့ဂျိုးပြူကြီးပြတ်သွားပါတယ်အဲ့ဒါစီမင်းကိုဖုံးဆက်ပြီးတော့မေးကြည့်တော့ဂျိုးပြူပိုက်လိုင်းပြင်ဖို့ရှိပါတယ်ရှေ့ရက်နေ့မှရေပြန်ရမယ်လို့ပြန်ပြောတယ်မိကလည်းမလာရေကလည်းပြတ်တော့အထက်မြင့်တိုက်တွေအကုန်လုံးအရန်ကိုဒုက္ခရောက်နေတယ်လို့စမ်းကြောင်းမြို့တွေကပြည်သူတို့ကပြောပြထားပါတယ်ရန်ကုန်မြို့တော်စီမင်းသားရေးကော်မတီကတော့ဇန်နဝါရီလ9ရက်နေ့မနေ့2နာရီကနေစတင်ပြီးဂျိုးပြူပိုက်လိုင်းကိုအကြီးစားပြည့်ပြင်မှဖြစ်ကြောင်းပြောဆိုထားပါတယ် ဇန်နဝါရီလ9ရက်နေ့မနက်9နာရီမှစပြီးတော့ဂျိုးပြူရေစတဲ့ပိတ်ပြီးရေချမ်းများကိုထုတ်ချင်း၊ဂျွိုင်းဆက်များကိုပြုပြင်ချင်းလုပ်ငန်းများကိုဆောင်ရွက်မှာဖြစ်ပြီးတော့ညနေပိုင်းမှာရေပြန်လည်ရရှိစေရန်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါရယ်။ဒီနေ့9ရက်နေ့မှာရေပြတ်မယ်ကြေညာထားပြီးတော့မနေ့က6ရက်နေ့မွန်လွယ်ပိုင်းကလေးကဂျိုးပြူရေကိုဖျက်လိုက်တာပဲ။ဘယ်တော့မှမလဲဂရိတီတာမဟုတ်ပါဘူး။လုတ်ချင်ရာကိုလုတ်နေကြတာလို့ ရန်ကင်းမြို့နယ်ကပြည်သူတို့ကပြောပြထားပါတယ်ရန်ကုန်မြို့မှာရေပြက်မီးပြက်တဲ့အခြေအနေများကြောင့်ပြည်သူများရဲ့နေ့စဉ်လူမှုဘဝဒုက္ခများစွာကြုံတွေ့နေရပြီးတော့အဓိကအားဖြင့်အထက်မြင့်နယ်တိုက်တာများမှာနေထိုင်သူများဟာရေမရရှိတဲ့အတွက်အလွန်ဒုက္ခရောက်နေရတယ်လို့ရန်ကုန်မြို့ကပြည်သူများကညှိတွားပြောဆိုထားကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာဆယ်ကျော်သက်အရွယ်လူငယ်များပျောက်ဆုံးမှုဟာတစ်နေ့ထက်တစ်နေ့ပုံပုံများပြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ည10:00နာရီအချိန်ကမှတောင်ကြီးကနေပြီးတော့ရန်ကုန်ကိုလာတဲ့အသက်18နှစ်အရွယ်မောင်စောနိုင်နိုင်ကျော်ဟာရန်ကုန်အဝေးပြေးကားဂိတ်ကိုရောက်ရှိကြောင်းဖုန်းအဆက်အသွယ်ရရှိပြီးတဲ့နောက်ပျောက်ဆုံးသွားတယ်လို့သိရပါတယ်။မောင်စောနိုင်နိုင်ကျော်ဟာယနေ့အချိန်ထိနေအိမ်ကိုပြန်လည်ရောက်ရှိခြင်းမရှိသေးပဲဖုန်းအဆက်အသွယ်လည်းပြတ်တောက်နေတယ်လို့သိရပါတယ်။အလားတူပဲ ဒီသမားလာ28ရက်နေ့ကအင်းစိန်မြို့နယ်ဖော့ကံမှာရှိတဲ့ကိုမိုင်အထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ Grade 9ကျောင်းသားမောင်ရဲခန့်ကျော်ဟာမနက်7:30မိနစ်မှာနေအိမ်ကနေကျောင်းကိုတွားရောက်တဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။မောင်ရဲခန့်ကျော်ဟာလယ်မင်းအချိတ်ကိုခွဲစိတ်ထုတ်ထားသူဖြစ်တဲ့အတွက်လယ်မင်းပတ်လည်မှာချုပ်ရိုးရာရှိတယ်လို့သိရပါတယ်။၎င်းပျောက်ဆုံးတဲ့နေ့မှာကျောင်းဝတ်ဆုံနတ်ပြာရောင်ဘောင်းမီရှိရှက်အင်းကြီးလက်တော်အဖြူရောင်အပြာနာကုတ်တို့ကိုဝတ်ဆင်ထားတယ်လို့သိရပါတယ်။ဒါအပြင်ဘကိုးတိုင်းနတ်တလေးမြို့နယ်နဲ့တောင်ညိုမြို့တင်မှာအကြမ်းဖက်စစ်ကောင် င်းစီတပ်သားများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။ဇန်နဝါရီလ6ရက်နေ့မှာနတ်တလင်းမြို့နယ်လာဝကရုံရှိနယ်နတ်တလင်းမြို့နယ်တောင်ကျုံမြို့တင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလူငယ်များကိုနေအိမ်နေတဲ့အထိကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲနေခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်ဒမငယ်ရွာရဲစခန်းကစစ်ကောင်စီတပ်သားများကလည်းလူငယ်များကိုနေအိမ်နေတဲ့အထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးပေါ်တာဆွဲနေတဲ့အတွက်ကြောင့် ဒေသခံလူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။နတ်တလေးမြို့နယ်မှာပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အယောက်100နီးပါးရှိပြီးတော့အဲ့ဒီဖမ်းဆီးခံရတဲ့လူငယ်များကို ပြည်မြို့မှာစစ်တပ်နဲ့တက်ရောက်ခိုင်းပြီးတော့ရှေ့တန်းကိုပို့ဆောင်ရန်လူသစ်စုဆောင်မှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးခံရတဲ့လူငယ်များထဲမှာအသက်18နှစ်မပြည့်သေးတဲ့လူငယ်9ဦးပါဝင်နေတယ်လို့သိရပါတယ်။ဒါ့အပြင်နတ်တလင်းမြို့နယ်မှာအသက်18နှစ်ကနေ35နှစ်အရွယ်လူငယ်များကိုစစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးမှူးများကတယောက်ကိုငွေကြတသိန်းကနေ၄သိန်းအထိတောင်းခံနေတယ်လို့သိရပါတယ်။နေအိမ်တိုင်းကိုလည်းစစ်ဘုထမ်းကြီးဆိုပြီးခေါင်းစဉ်တက်ကလာစေငွေကြတသောင်းကနေပြီးတော့၃သောင်းအထိလိုက်လံတောင်းခံနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ